ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဘိုးဘိုးဖြစ်ပါတယ်ဘိုးဘိုးထိုင်းမသားစကားနေကျဆူပါတယ်ကျွန်တော်ကတော့ဒီနေ့မှဘာလို့လာပြီးတော့ share ပေးလဲဆိုတော့ဟောနော်ပုံမှန်ပြထားတဲ့နေ့စဉ် နေ့စဉ်သုံးရတဲ့ထိုင်းစကားထိုင်းစကားလုံး30ခုပေါ့နော်လာပြီးတော့ share ပေးပါတယ်အဲ့ဒါကျွန်တော်ဘယ်လို share ပေးလဲဆိုတော့အတန်ထွက်တွေကိုကျွန်တော်မြန်မာ AKR နဲ့ကျွန်တော်ရေးပေးထားပါတယ်ပြီးတော့ကျွန်တော်အတန်နဲ့ပါကျွန်တော်ကပြောပေးမှာဖြစ်ပါတယ်အာငွေငင်းတို့အတွက်အဆင်ပြေမှာပေါ့နော်ဒီ video file လေးကအဆင်ပြေမှုအတွက်ကိုကျွန်တော်ရည်ရွယ်ပြီးတော့အခုလိုလုပ်ပေးတာဖြစ်ပါတယ် okay အဲ့ဒါဆိုကျွန်တော်တို့စမယ် โอเคနံပါတ်1မှာကြတော့အကောင်လုံးတိမှာပေါ့နော်မင်္ဂလာပါဆိုတာကြတော့ထိုင်းလုံးနဲ့ပြောတာစဝက်ဒီပေါ့နော်စဝက်ဒီခပ်ဆိုတာကြတော့ယောက်ျားလေးတွေပြောတာဖြစ်ပါတယ်မင်္ဂလေးတွေကြတော့စဝက်ဒီခါးပေါ့နော်ခါးဆိုတာနဲ့ခပ်ဆိုတာကွာပါတယ်ခပ်ဆိုတာယောက်ျားလေးတွေသုံးတာဖြစ်ပါတယ်မင်္ဂလေးတွေကကြတော့ခါးဆိုတာသုံးပါတယ်နော်ဒါလေးကတော့ဒီမှာပါလူရန်ကတော့โอเคမင်္ဂလာပါဆိုတာဆိုရဲဒီခါဆိုပြီးတော့လက်အုပ်ချီပြီးတော့ဘောနော်မင်္ဂလာလောက်တာဖြစ်ပါတယ်အာနံပါတ်2မှာကြတော့ ဘာလဲဆိုတော့ကျေးဇူးတင်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ထိုင်းတန်တွက်ကိုမြန်မာစာလင်းနဲ့ကြိုးစားပြီးတော့ရေးပေးထားပါတယ်နော်အဆင်ပြေသလိုလေးတော့ဖတ်ပေးပါနော်ဒါပေမဲ့ကျွန်တော်အတန်လေးကိုနားထောင်ပြီးတော့ပို့ပြီးတော့အဆင်ပြေပါတယ်ကျွန်တော်အတန်လေးကိုနားထောင်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်ကျေးဇူးတင်ပါတယ်ဆိုလို့ရှိရင်ခေါ့ခွန်းခရပ်ပေါ့နော်ခေါ့ခွန်းဆိုတာလောက်ပဲဆိုလို့ရှိရင်ကျေးဇူးပေါ့နော် ယေຊုလောက်ပဲဆိုလို့ရှိရင်ခေါခွန်းဆိုတာယေຊုပေါ့နော်အဲတကယ်လို့ခေါခွန်းခရပ်ဆိုလို့ရှိရင်ယေຊုတင်ပါတယ်ခမရပေါ့နော်ခေါခွန်းခါဆိုတာအကကြတော့မိန်းကလေးတွေပေါ့နော်ယေຊုတင်ပါတယ်ရှင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်နံပါတ်3ပေါ့နော်အာနံပါတ်3မှာကြတော့ဗာလဲဆိုတော့ခေါ်ထော့တောင်းမှန်ပါတယ်တောင်းမှန်ပါတယ်ဆိုလို့ရှိရင်ခေါ်ထော့ပေါ့နော်ခေါ်ထော့ဆိုတာတောင်းမှန်ပါတယ်သဘောပေါက်မလို့ထင်ပါတယ်နော် နံပါတ်3ချန်ခေါ်ထောဆိုလို့ရှိရင်ငါတောင်းမမငါတောင်းမမတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်ဖုံခေါ်ထောဆိုလို့ရှိရင်ကျွန်တော်တောင်းမမတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်အဲ့ဒါလေးတီမိုလို့ရတယ်အဲ့ဒါလေးအဲ့လိုမျိုးတွဲသုံးရတယ်နော်အာကိုကတီမိုပဲလို့ရတယ်โอเคနံပါတ်4သွားမယ်နံပါတ်4ကကြတော့ချိုင်းချိုင်းဆိုတာဟုတ်တယ်ပေါ့နော်ပြောချင်တာဟုတ်တယ်ဆိုတာချိုင်း ဒါနံပါတ်၄နော်။ Okay နံပါတ်၅ကြတော့ဗာလဲဆိုတော့မဟုတ်ဘူးပြောချင်တာမဟုတ်ဘူးဆိုပြီးတော့ပြောချင်တယ်။မချိုင်းမချိုင်းဆိုတော့မဟုတ်ဘူးနော်။အဲချိုင်းဆိုတာဟုတ်တယ်။မချိုင်းနံပါတ်၄မှာကြတော့ချိုင်းဟုတ်တယ်ဗောနော်။ချိုင်းကပ်ဆိုတော့ဟုတ်ပါတယ်ခမရဗောနော်။ချိုင်းကပ်ဟုတ်ပါတယ်ရှင်ဗောနော်။ Okay နံပါတ်၅မှာမဟုတ်ဘူးဆိုလို့ရှိရင်မချိုင်းမချိုင်းဆိုတာမဟုတ်ဘူး။မချိုင်းကပ်ဆိုလို့ရှိရင်မဟုတ်ဘူးခမရဗောနော်။အဲအဲ့လိုမျိုးသုံးသုံးလို့ရတယ်နော်။ โอเคပြီးလို့ရှိရင်နံပါတ်6သွားမယ်နံပါတ်6မှာဘာလဲဆိုတော့အာ sorry ဒိုင်မိုင်ဒိုင်မိုင်ဆိုရင်ရလာပေါ့နော်ဒိုင်မိုင်ရလာဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်အာဒိုင်မိုင်ဆိုတာရလာပေါ့နော်โอเคနံပါတ်9မှာဘာလဲဆိုတော့စားတာကိုရလာဆိုပြီးတော့မေးစားရလာစားလို့ရလာဆိုပြီးတော့မေးမှာကွာဒါกินဒိုင်မိုင် กินได้มั้ยกินဆိုတာစားတာကိုပြောတာဖြစ်ပါတယ်ဒိုင်မိုင်းဆိုတာရလာပေါ့เนาะกินได้มั้ยဆိုတာစားလို့ရလာဖြစ်သွားမယ်เนาะกินได้มั้ยစားလို့ရလာโอเคအဲ့ဒါနံပါတ်9เนาะโอเคနံပါတ်10ကိုသွားမယ်နံပါတ်10မှာကြတော့ဗာလဲတောက်လို့ရလာတောက်တာကိုကြတော့ dum dum ဆိုတာတောက်တာကိုပြောတာဖြစ်ပါတယ် dum ဒိုင်မိုင်း dum ဒိုင်မိုင်းတောက်လို့ရလာဆိုပြီးတော့ဖြစ်သွားမယ်เนาะတောက်တာကိုကြတော့ dum ดื่มได้ไหมဆိုလို့ရှိရင်တောက်လို့ရလားပေါ့เนาะ sorry ပါတောက်တော့ကြတော့ดื่มดื่มได้ไหมဆိုလို့ရှိရင်တောက်လို့ရလားပေါ့เนาะအာနံပါတ်9သွားမယ်နံပါတ်9မှာကြတော့ဘာလဲဆိုတော့တွားလို့ရလားတွားလို့ရလားဆိုတာကြတော့ပိုင်ပိုင်ဆိုတာတွားတာကိုပြောတာเนาะပိုင်တိုင်းမိုင်းပိုင်တိုင်းမိုင်းဆိုလို့ရှိရင်တွားလို့ရလားဟာဒါလွယ်လွယ်လေးရေเนาะရလားကိုဘယ်လိုတွေသုံးသွားလဲဆိုတာဒီဒီမှာချိပါတယ်เนาะ ဘိုင်တိုင်းမိုင်းသွားလို့ရလားဘောနော် okay နောက်ထပ်နံပါတ်10ကိုသွားမယ်နံပါတ်10ကကြတော့လာလို့ရလားလာတာကိုကြတော့မာမာတိုင်းမိုင်းလာလို့ရလားပြောချင်တဲ့သဘောကလာလို့ရလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်နော်မာတိုင်းမိုင်းလာလို့ရလားဘောနော် okay နံပါတ်7ကိုသွားမယ် okay နံပါတ်7မှာနားလဲသလားဘောနော်နားလဲလားနားလဲလားဆိုတော့မေးမကွာကောက်ကြိုင်မိုင်း ข้าใจมั้ยสร้าน้าเลล่ะเข้าใจมั้ยครับสรุปရှင်น้าเลล่ะครับเนี่ยบ่เนาะอ่าไอ้โหลမျိုးนี่ต้องยาเนาะ Number 10มาแล้วไอ้โหลเว้ยมาได้มั้ยสร้าออกมาได้มั้ยครับลาโลยาล่ะบ่เนาะไปได้มั้ยอ่าอพอมา Number 9มาโอ้จ้าแล้วไปได้มั้ยสร้าออกไปได้มั้ยครับสรุปရှင်ต้องโลยาล่ะครับเนี่ยสรุปไอ้เบลลี่ผิดตัวมั้ยเนาะโอเค เข้าใจมั้ยน้าเลล่ะสร้าโอ้เข้าใจมั้ยครับสรุปရှင်น้าเลล่ะครับเนี่ย နားလည်လားခင်ဗျာဆိုပြီးတော့ဖြစ်သွားမယ်နော်ယဉ်ကျေးသွားမယ်ခါဆိုတာထည့်လိုက်ရင်โอเคနံပါတ်7ကိုသွားမယ်နံပါတ်7ညဘာလဲဆိုတော့မိခောက်ကြိုင်းမိခောက်ကြိုင်းနားမလည်ဘူးမိခောက်ကြိုင်းခါနားမလည်ဘူးခင်ဗျာပေါ့နော်မိခောက်ကြိုင်းခါဆိုလို့ရှင်နားမလည်ဘူးရှင်အဲ့လိုမျိုးကြီးဖြစ်သွားမယ်နော်ခောက်ကြိုင်းမိခောက်ဆိုလို့ရှင်နားလည်နားလည်သလားခင်ဗျာပေါ့နော်အဲ့ဒါနဲ့ခောက်ကြိုင်းမိုင်းဆိုတော့ဘယ်ဟာပူပြီးတော့ကောင်းလဲဆိုတော့ခောက်ကြိုင်းမိခောက်ဆိုတာပူပြီးတော့ယဉ်ကျေးတယ်နော်ပြောလို့လို့ရတယ်ခောက်ကြိုင်မိုင်းဆိုတာပေါ့နော် ခေါကြိုင်မိုင်းဆိုတာနားလည်လာပေါ့နော်အဲအဲ့လိုမျိုးနောက်မှာ carb ဆိုတာထည့်လိုက်လို့ရှိရင်နည်းနည်းယဉ်ကျေးသွားတာပေါ့နော် okay နံပါတ်7မှာကြတော့မိတ်ခေါကြိုင်မိတ်ခေါကြိုင် carb ဆိုလို့ရှိရင်နားမလည်ဘူးခင်ဗျာပေါ့နော်မိတ်ခေါကြိုင်ဆိုတာနားမလည်ဘူးဆိုတဲ့သဘောဖြစ်ပါတယ်သဘောပေါက်မယ်လို့ထင်ပါတယ်နော် okay နံပါတ်7သွားမယ်နံပါတ်7နည်းနည်းရှိတယ် okay တလုံးချင်းပြောမယ်နော် full a krang dai mai ဖူးဆိုတာပြောတာအခရန်ဆိုတာနောက်တစ်ခါကိုပြောတာပေါ့နော်ဒိုင်မိုင်းဆိုတာရလာအကုန်လုံးပေါင်းလိုက်တော့ဖူးအခရန်ဒိုင်မိုင်းဆိုတာကြတော့နောက်တစ်ခါပြောလို့ရမလားပေါ့နော်အဲ့လိုမီးကိုနားမလဲဘူးကွာသူပြောတာဘာကြီးလဲမသိဘူးကွာဖူးအခရန်ဒိုင်မိုင်းခေါဆိုလို့ရှိရင်နောက်တစ်ခါပြောလို့ရလားခမရပေါ့နော်စာထဲမှာတိုင်းဆိုလို့ရှိရင်ဖူးအခရန်ဒိုင်မိုင်းနောက်တစ်ခါထပ်ပြောပြလို့ရလားအာအဲ့လိုမျိုးဖြစ်သွားမယ်တကယ်လို့ อ่าเราวิ่งจีจีี่ตัวเอาน้าเน้องส่งมาครับสุดาเทไลไหมผู้อีกครั้งได้ไหมครับสุดที่นั่นกาแทบจะไปรูยามาลักขมยาสุดเด็ดีแบบที่ตัวไหมเนาะโอเคแล้วเสร็จเลยตัวไหมแล้วเสร็จเลยบ่าเลยคุณชื่ออะไรคุณคุณสุดาตีบอกน้องตุ้มโฮมีนี่อ่าพี่วไม่สุดคุณสุดาตีสุดาปูร่วมมามาเลยคุณชื่ออะไรคุณชื่ออะไรสุดาตีนนั่นไม่รู้คนเลย တော့မဟုတ်မင်းနာမည်ဘယ်လိုခေါ်လဲဆိုတာလည်းသုံးလို့ရတယ်နော်အတူတူပါပဲအဓိပ္ပာယ်ကနာမည်မေးတာပေါ့နော်မင်းနာမည်ဘယ်လိုခေါ်လဲပေါ့နော်တင်းနာမည်ဘယ်လိုခေါ်လဲဆိုတာဒါပေါ့နော်ခွန်ချေအလိုင်းနံပါတ်14မှာဖြစ်ပါတယ်โอเคစင်ပြေမလို့ထင်ပါတယ်နော်နံပါတ်15သွားမယ်နံပါတ်15ကျတော့ဗာလဲကျုံနံမီအနောက်မှာကိုကူထဲပေါ့နော်ဥပမာအနောက်မှာအာကာဆိုးဆိုလဲအာကာဆိုးပေါ့နော်ဘူဘူဆိုလဲဘူဘူပေါ့နော်ဝီယန်နိုင်ဆိုလဲဝီယန်နိုင်ပေါ့နော် အာဥပမာအနေနဲ့ကျွန်တော်ပြောပါမယ်ကျွန်တော်ပြောပြမယ်ကျွန်တော်နာမည်လေးနဲ့ပေါ့နော်ဘူဘူဆိုတဲ့နာမည်လေးနဲ့ပြောမယ်ချန်ကျွန်တော်ပေါ့နော်ချူအမည်ကတော့ဘူဘူချန်ချူဘူဘူဆိုလို့ရှိရင်ကျုံနာမည်ကဘူဘူပေါ့နော်ငါနာမည်ကဘူဘူအဲအဲ့လိုမျိုးဒိဗယ်ရှိပါတယ်နာမည်ကတော့ကိုယ်နာမည်ကိုပြောပေါ့နော်ဝီယန်နိုင်ဆိုလဲဝီယန်နိုင်အာကာဆူဆိုလဲအာကာဆူပေါ့နော်အဲအဲ့လိုမျိုးကိုယ်ကကိုပြောသွားပေါ့ บูบูสุเลบูบูบ่เนาะฉันชื่อบูบูฉันชื่อวียนายฉันชื่ออากาซูอ่าอะไรမျိုးบ่เนาะပြောပြီးသွားလို့ရှိရင်နာမည်ပြောပြီးသွားလို့ရှိရင်အနောက်မှာ carb ဆိုတာထည့်ပို့လို့ရှိရင်ပို့ပြီးတော့ကောင်းတယ်เนาะဘာဖြစ်လို့လဲဆိုတော့ယဉ်ကျေးသွားတာပေါ့เนาะฉันชื่อบูบู carb ဆိုရှင်ဆိုလို့ရှိရင်ကျွန်တော်နာမည်ဘူဘူပါခင်ဗျာပေါ့เนาะအာတကယ်လို့ผมဆိုတာတုံးမယ်ဆိုလို့ရှိရင်ผมชื่อบูบูครับဆိုလို့ရှိရင်ကျွန်တော်နာမည်บูบูပေါ့เนาะฉันชื่อบูบูဆိုတာကျွန်တော် ကျုံနာမည်အဲအဲ့လိုတုံးလို့ရတယ်ကျုံနာမည်ကဘူဘူပါပေါ့နော်အဲ့ဒါဖုံဆိုတာတုံးလို့ရှိရင်ကျွန်တော်ပေါ့နော်ဖုံ2ဘူဘူครับကျွန်တော်နာမည်ကဘူဘူပါခင်ဗျပေါ့နော်အဲအဲ့လိုတွေရှိတယ်မချန်ချူဘူဘူဆိုလို့ရှိရင်ကျုံနာမည်ကဘူဘူပါဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်နားလည်မယ်လို့ထင်ပါတယ်ချန်ဆိုတာယောက်ျားလေးတွေတုံးလို့ရှိရင်ယောက်ျားလေးတွေတုံးလိုက်မယ်ကွာချန်ဆိုပြီးတော့အဲ့ဒါကြတော့အဓိပ္ပာယ်ကကျုပ်ဆိုတာဖြစ်သွားမယ်နော်အာတကယ်လို့မိန်းကလေးတွေကချန်ဆိုတာတုံးလိုက်မယ်ဆိုလို့ရှိရင် ျွန်မဆူပြီးတော့ဖြစ်သွားမယ်နော်။ Okay တော့ပေါက်မယ်လို့ထင်ပါတယ်နံပါတ်16သွားမယ်။နံပါတ်6မှာမလဲမင်းဘယ်မှာဘယ်ကလာတာလဲဆိုတာပေါ့နော်နံပါတ်6မှာခုမှာจันไหน တင်ဘယ်ကလာတာလဲပေါ့နော်သူမဟုတ်မင်းဘယ်ကလာတာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခွန်းမာချနိုင်ခွန်းဆိုတာတင်ပေါ့နော်သူမဟုတ်မင်းမာချနိုင်ဆိုတော့ဘယ်ကလာလဲမာချနိုင်ဆိုတော့ဘယ်ကလာလဲပေါ့နော်ခွန်းမာချနိုင်ဆိုလို့ရှိရင်တင်ဘယ်ကလာလဲသူမဟုတ်မင်းဘယ်ကလာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်အဲ့ဒါနေဘယ်လာလဲပေါ့နော်ရှင်ပြောမှာဆိုရိုးတာမှာဆိုလို့ရှင်နေဘယ်လာလဲအဓိပ္ပာယ်ဖြစ်ပါတယ်နော်ခွန်းမချနိုင် คุณมาจากไหนเต็งเบ้ก็ลาเลยปะเนาะเมนเบ้ก็ลาล่ะแหละสุดแล้วอีกแบบဖြစ်ပါတယ်โอเคนัมเบอร์18ตัวมั้ยฉันจู่ปะเนาะมาจากลาล่ะก็တော့เมียนมาฉันมาจากเมียนมาสุดที่เมียนมาปะเนาะเวียดนามสุดแล้วเวียดนามปะเนาะกัมพูชาสุดแล้วกัมพูชาปะเนาะอนาคตมากูลาได้เนี่ยเอาပြောออกมาဖြစ်ပါတယ် မြန်မာလူနဲ့ပြန်မဆွေကျုပ်ကမြန်မာပြည်ကလာတယ်ပေါ့နော်ကျုပ်ကကိုရီးယားလာတယ်ဗာညာပေါ့နော်အဲအဲ့ဒါနိုင်ငံကိုကြာတော့နောက်ဆုံးမှထားပြီးတော့ပြောပေါ့နော်ဒီမှာကြာတော့ chan ma cha နောက်ဆုံးမှမြန်မာဆိုလဲမြန်မာပေါ့နော် ကိုရီးယားဆိုလဲကိုရီးယားပေါ့နော်ဦးမှာမြန်မာဆိုလဲမြန်မာပေါ့နော်အဲ့လိုပေါ့နော်နောက်ဆုံးမှမြန်မာဆိုပြီးတော့ထက်ပေါ့နော် ฉันมาจับเมียมาဆိုလို့ရှိရင်ငါမြန်မာပြည်ကလာတယ်ဖြစ်ပါတယ်ဗောနောမြန်မာပြည်ကလာတယ်ဗောနောအဲ့လိုအဓိပ္ပာယ်ဖြစ်သွားမယ်ฉันมาจับမြန်မာဆိုလို့ရှိရင်မြန်မာဗောနောအာဗီယက်နမ်ဆိုလည်းဗီယက်နမ်ဗောနောကမ္ဘောဒီးယားဆိုလည်းကမ္ဘောဒီးယားအဲ့လိုထည့်သုံးလို့ရပါတယ်နော်သဘောပေါက်မယ်လို့ထင်ပါတယ်အဲ့ဒါဆိုနံပါတ်၈ကိုသွားမယ်နံပါတ်၈မှာပါလဲဘယ်လောက်လဲမေးချင်တာဘယ်လောက်လဲဘယ်လောက်လဲဆိုတော့ဘယ်လိုမေးမလဲ how right ท่าไรสุดาเปล่าเลย อันนี้สุดาเดียวสาบเนาะยอมสุดเดียวสาบปล่าเลยสุดเราไม่มาสุดดูสิอันนี้เท่าไรยี่ยี่ลีพี่ตัวเอาน้ำมาครับสุดาเท่าไร อันนี้เท่าไรครับอ่าเดียวสาบปล่าเลยขมีสุดาพี่ตัวเนาะมิงลีเดียจะรอค่าสุดาตรงบนเนาะอันนี้สุดาเดียวสาดียาดีฮะอันนี้เท่าไรครับ เดียวสาบปล่าเลยขมีสุดาลดีเบพี่ตัวเนาะ ဒါဘလောက်လဲဆိုတာကနေ tau rise ဆိုတာဒါ tau rise ဆိုတာဘလောက်လဲပေါ့နော် tau rise ဆိုတာဘလောက်လဲအဲ့လိုမေးမှလည်းစာလို့ရှိရင် tau rise craft ဆိုတာမေးတော့ပို့ပြီးတော့စင်ပြေတယ်နော်ဘာဖြစ်လို့လဲဆိုတော့ပို့ပြီးတော့ယဉ်ကျေးသွားမယ်ကွာပေါ့နော်ယဉ်ကျေးသွားတော့ပို့ပြီးတော့ခေါင်းတော့ပေါ့နော်တစ်ဖက်လူကိုလေးစားရကြောက်တယ်လေအဲ့ဒါဆိုတော့ကျွန်တော်တို့မြန်မာပြည်သားတွေယဉ်ကျေးကြီးလေးပြောပေးမှုကအဓိကထားပေါ့နော် tau rise craft ဆိုတာအာ tau rise ဆိုတာတော့ပဲဆိုလို့ရှိရင် ကဲပါ sorry ပါမိုက်လျောက်ဥစားဖြစ်သွားလို့အာကုန်သွားလို့ထောက်တိုင်းဆိုတော့ဘယ်လောက်လဲထောက်တိုင်း craft ဆိုတော့ဘယ်လောက်လဲခင်ဗျာဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နံပါတ်7မှာပေါ့နော်အဲ့ဒါကြလို့ငွေရိုးသဘောပေါက်မယ်လို့ထင်ပါတယ်နော် okay ဘယ်လောက်လဲလို့မေးပြီးသွားပြီ तू ကဈေးပြောပြီးသွားပြီဆိုတော့ကိုကပြောချင်းတော့ဈေးကြီးတယ်ဈေးကြီးတယ်ဆိုပြီးတော့ပြောချင်းတယ်ဆိုဈေးကြီးသွားတယ်ဆိုပြီးတော့ပြောချင်းတယ်ဆိုလို့ရှိရင် pang 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 ဆိုတာဈေးကြီးတာကိုပြောတာနော် pang ဆိုတာသွားတာကိုပြောတာအာ ဖန်ပိုက်ဆိုတာဖန်ပိုက်ဆိုတာကကြတော့ဇီးကြီးသွားတယ်အဲ့လိုမျိုးပေါ့နော်ဇီးရဲ့နည်းနည်းကြီးသွားတယ်ပညာပေါ့နော်ဇီးကြီးတယ်ဇီးကြီးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အယူးယူးယူမယ်ဆိုရင်တော့ဇီးကြီးတယ်ပေါ့နော်ဇီးကြီးသွားတယ်ဆိုတဲ့အဓိပ္ပာယ်တွေဖြစ်ပါတယ်ဖန်ပိုင်ဖန်ပိုင်ဇီးကြီးသွားတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါနံပါတ်19ပါဖန်ပိုင်ခရပ်ဇီးကြီးသွားတယ်ခင်ဗျာနော်ဇီးကြီးတာတော့လည်းပြောနေမှာ ဥစ္စာဖြစ်တော့ဗောနော်ဈေးကြီးတာတော့ဈေးကြီးတယ်ဗောနော်မကောင်းဗောနော်ဈေးထိမ်မှာအလုပ်တော့ပြောရင်တော့โอเคล่ะကျွန်တော်ပြောပြတာဖိုင်ပိုင်ဆိုတာဈေးကြီးတယ်တမောဈေးကြီးသွားတယ်ဆိုတဲ့အိပ်ပဲရှိပါတယ်နံပါတ်19เนาะโอเคနံပါတ်20ကိုသွားမယ်20ကျတော့ဗာလဲဈေးလျှော့ပေးလို့ရလားဈေးလျှော့ပေးနိုင်မလားတမဟုတ်ဈေးလျှော့ပေးလို့ရမလားဗောနော်ရလားဗောနော်အိပ်ပဲကဈေးလျှော့ပေးနိုင်မလား ရှင်းလျှော့ပေးလို့ရလားအဲ့လိုမျိုးဒီပဲဖြစ်ပါရင်နော်โอเคကျွန်တော်စာမကြီးတော့အဲ့ဒါကြဘယ်လိုပြောလဲဆိုတော့ lot noy dai mai lot noy dai mai ဈေးနည်းနည်းလျှော့ပေးလို့ရလားအာဒီပဲအတူတူပါပဲနော်ဈေးလျှော့ပေးနိုင်မလားဆိုတာနဲ့ဈေးနည်းနည်းလျှော့ပေးလို့ရလားအတူတူပါဈေးလျှော့ခိုင်းတာပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တခွန်းချင်းစီပြောပြမယ်နော် lot noy dai mai လော့နိုင်နိုင်မိုင်ဒီ show ပေးနိုင်မလားသူမဟုတ်ဇီနင်းနဲ့ show ပေးလို့ရမလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်လော့နိုင်နိုင်တိုင်းမိုင်အဲအဲ့ဒါတော့အဲ့ဒါကြတော့ရူးရူးပြောတာပေါ့နော်လော့နိုင်နိုင်တိုင်းမိုင်ဇီနင်းနဲ့ show ပေးလို့ရမလားအဲအဲ့လိုမျိုးပေါ့နော် okay ဒါနံပါတ်20အနစက်တိဟိုသွားမယ်21မှာကြတော့ကဲပါကုညီပါဆိုတဲ့အနေပဲဖြစ်ပါတယ်အချွေဒွိဘောနော်သူရဲ့တန်ထွက်ကကြတော့ချွေဒွိ ရွှေတူဝဲဆိုတာကဲပါကုညီပါဆိုတဲ့ကုညီတောင်းတဲ့စကားဖြစ်ပါတယ်နော်ချွေတူဝဲဆိုတာကဲပါကုညီပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်27မှာဖြစ်ပါတယ်နော်โอเคနောက်ထပ်22ကိုသွားမယ်22မှာကြာတော့တတိပေါ့နော်ရဝမ်လဝမ်ဆိုတာတတိတတိပြောတာပေါ့နော်တတိထားပေါ့နော်မာညာအဲ့ဒီနေလဝမ်ဆိုတာတတိပေါ့နော်အန်ဒီရှိနေတာတော့အန်ဒီရှိတာတော့ဘာလို့ပြောတာပေါ့နော်တတိဆိုတာလဝမ်ဆိုတာ တတိထားပေါ့နော်အဲအဲ့လိုမျိုးတတိထားတွေမှာရှိပါတယ်လဝန်းဆိုတာတတိသမဟုတ်တတိထားပေါ့နော်အာတတိသမဟုတ်တတိထားဆိုတဲ့အနေထားမှာရှိပါတယ် Okay ဒါ22ပေါ့နော်23သွားမယ်23ကကြာတော့ချမ်းညိုချမ်းဆိုတော့ကျွန်တော်ပေါ့နော် ကျုပ်ပေါ့နော် ချမ်းဆိုတာ ဟင်ဦးဆိုတာစားတာကိုပြောတာဘာစားတာလဲသူကမုတ်ဆိုင်လဲစားမယ်သမဟုတ်ထမင်းဆိုင်လဲစားမယ်ပေါ့နော်ရည်ဆိုင်လဲရည်စားမယ်စားတာကိုပြောတာပေါ့နော်ချန်ညူချန်ဆိုတော့ကျွန်တော်ဟင်ဦးဆိုတာစားတာကိုပြောတာချန်ညူဆိုတာကျုပ်စားတာပေါ့နော်ကျွန်ုပ်စားတာဘာစားလဲဆိုတာတော့ကိုကူပြောပါတော့ရေဆိုင်လေချမ်းညင်ကိုပြီးလို့ရှိရင်ဘာစားရလဲနာမ်ဆိုရင်နာမ်ရေဆိုလို့ရှိရင်နာမ်ဆိုပြီးတော့နောက်ဆုံးမှပြောချမ်းညင်ကိုနာမ်ဆိုလို့ရှိရင်ငါရေစားတယ်ထမင်းစားတာကိုကြတော့ဩ ฉันหิวข้าวทมิสาเลยเนาะฉันหิวมกูจะรอขนมฉันหิวขนมสุดละจบมกสาละอ่าอะไรมีดีไปชีเลยเนาะกูใจหลุดด้วย ใจตลุดด้วยมูลุด้วยตรงตะมูไปลูเลยเนาะฉันหิวข้าวสุดลุชิทมิสาละเนาะจบทมิสาเลยสุดละดีไปพิจารณาว่าดีสาเท่ามาจะรอหนึ่งสิบห้ามาฉันหิวเราไปสุดฉันหิวสุดละจบสาเลยเนาะอะไรเราไป ကူစားတဲ့ຢာကိုကြတော့နောက်မှထည့်ပြရမှာဖြစ်ပါတယ်။ Okay 24ကိုသွားမယ်။24မှာအိတ်ချင်တယ်ကွာ။ chance ဆိုတော့ကျွန်တော်ပေါ့နော်ကျွန်တော်အိတ်ချင်တယ်။ကျုပ်အိတ်ချင်တယ်ပေါ့နော်။ဒီမှာကြံခဲ့တဲ့ကျုပ်ကျုပ်အိတ်ချင်တယ်ကွာပြောချင်တာကျုပ်ကျွန်တော်ပေါ့နော်။ chance ง่วงง่วงนอนฉันสรแล้วจโนไอ้ฉินเนี่ยปะเนาะง่วงนอนสรแล้วไอ้ฉินเนี่ยฉันสรแล้วจโน ง่วงนอนง่วงง่วงนอนสุดละไอ้ชินเลยเจ้าไอ้ชินเลยสุดละได้แบบผิดไปเนาะง่วงนอนง่วงง่วงนอนเนี่ยเราเปียกแค่แต่ง่วงนอนสุดละเจ้าไอ้ชินเลยสุดละได้แบบผิดไปเนาะด่านเสร็จเลยบ่าโอเคเนี่ยเสร็จงาวตัวไหมเนี่ยเสร็จงามาจ้ารบ่าเลยจုတ်ဖြာနေတယ်သမဟုတ်จုတ်မမမကြမ်းဖြစ်နေတယ်จုတ်နေမကောင်းဘူးပေါ့เนาะအဲအဲ့လိုမျိုးဒိဗယ်ရှိပါတယ်ရှန်ပွိုင် ချမ်းဆိုတာကျွန်တော်ပွေဆိုတာမမမချမ်းဖြစ်သည်အာနီမကောင်းဖြစ်တာပေါ့နော်အဲလိုမျိုးပြောတာပြောတဲ့အိဒီပဲဖြစ်ပါတယ်ချမ်းပွေဆိုတာကျုပ်မမမချမ်းဖြစ်တာကျုပ်နီမကောင်းတာတို့ဘာလို့ပေါ့နော်ပြောချင်တာအာအဲလိုမျိုးဒီပဲရှိပါတယ်အကုန်လုံးပါလိုက်တော့ချမ်းပွေဆိုလို့ရှိရင်ကျုပ်မမမချမ်းဖြစ်တယ်ကျုပ်နီမကောင်းဖြစ်နေတယ်ဆိုတဲ့အိဒီပဲဖြစ်ပါတယ်နော်ကျုပ်ဖြားနေတယ်ဆိုဘာလို့ပေါ့နော်အာ25ပါโอเค26ဟုတ်သွားမယ်26ကကြတော့ အိမ်သာဘယ်မှာလဲပေါ့နော်တက်ဆင်ခန်းပေါ့နော်ပြောမှာစို့တက်ဆင်ခန်းကိုပြောပေါ့နော်ဟုံးနမ်ဟုံးနမ်ဆိုတာတက်ဆင်ခန်းကိုခေါ်တာဖြစ်ပါတယ်အိမ်သာပေါ့နော်ပြောမှာစို့အဲ့ဒါကိုကျွန်တော်ရင်ကြီးကြီးဖြစ်သွားအောင်တက်ဆင်ခန်းဆိုပြီးတော့တွန်းလိုက်တာโอเคတူတူပါပဲနော်အိမ်သာနဲ့တက်ဆင်ခန်းโอเคဟုံးနမ်อยู่ที่ไหนဆိုလို့ရှိရင်အိမ်တက်ဆင်ခန်းဘယ်မှာလဲဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ဟုံးနမ်อยู่ที่ไหน ห้องน้ำอยู่เฮ้ยห้องน้ำอยู่ที่ไหนเสือห้องน้ำอยู่ที่ไหนเสือโอเคห้องน้ำอยู่ที่ไหนเสือตัดสินค่ะประมาเลสเรดดีเบชิบายเนาะ တက်စင်ခန့်ကဗမာလဲပေါ့နော်ပြောရမယ်ဆိုအိမ်သာဗမာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်โอเคအဲ့ဒါဟုတ်နားမနေပါဒီပြည့်အရာတွေလည်းတုံလို့ရတယ်နော်ကိုသွားခြင်းတဲ့နေရာပေါ့နော်ဟုတ်နော်ယူที่ไหนဆိုလို့ရှိရင်အိတ်တက်ခန့်ဗမာလဲပေါ့နော်အဲအဲ့လိုမျိုးတွေဟုတ်ဟုတ်ဟုန်းနန်လင်းယူဒီနိုင်အဲအဲ့လိုမျိုးတွေဟုန်း TV ယူဒီနိုင်အဲအဲ့လိုမျိုးတွေတုံးလို့ရတယ်เนาะအများကြီးတုံးလို့ရဒီမှာကျတော့ကျွန်တော်ဟုန်းနန်တက်စင်ခန်းကိုပုံထားတာဖြစ်ပါတယ် ုံနာမ်ယူတီနိုင်ဆိုတာတက်စင်ခံဗမာလဲပေါ့နော်26မှာဖြစ်ပါတယ်။ Okay 29ကိုသွားမယ်။29မှာကြာတော့ပိုင်နိုင်ဒီဘယ်သွားရမလဲ။တမဟုတ်ဘယ်သွားရင်ကောင်းမလဲ။ပေါ့နော်။ဒုဒိဗေကကြာတော့ပူပြီးတော့မှန်တာကြာတော့ဘယ်သွားရင်ကောင်းမလဲဆိုတာပူပြီးတော့မှန်တယ်နော်။ဒါဘယ်သွားရင်ကောင်းမလဲပေါ့နော်။ Okay အဲ့ဒါကိုကြာတော့ကျွန်တော်ထပ်ကြည့်ပေးမယ်။အာဘယ် bè tòa yên kong mê lê Hey, bè tòa yên bè tòa yên ုတ်ကဲ့ပါဘယ်သွားရင်ကောင်းမလဲပေါ့နော်ပြောချင်တာအဲ့ဒါပို့ပြီးတော့မှန်တာဖြစ်ပါတယ်ဘယ်သွားရင်ကောင်းမလဲပေါ့နော်ဘယ်သွားရမလဲတော့မဟုတ်ဘယ်သွားရင်ကောင်းမလဲဆိုတော့ကိုပိုင်းနိုင်ဒီပိုင်းနိုင်ဒီဘယ်သွားရမလဲတော့မဟုတ်ဘယ်သွားရင်ကောင်းမလဲပေါ့နော်ဟာ तू ကသူရဲ့အတိတ်ပဲကပို့ပြီးတော့မှန်တာကြတော့ဘယ်သွားရင်ကောင်းမလဲဆိုတဲ့အတိတ်ပဲကပို့ပြီးတော့မှန်တယ်နော်အတူတူပါပဲအတိတ်ပဲကြတော့ပေါ့နော်ဘယ်သွားရမလဲဆိုတာနဲ့ဘယ်သွားရင်ကောင်းမလဲဆိုတာအတိတ်ပဲအတူတူပါပဲ okay ပိုင်နေ ID ဆိုတော့ဘယ်သွားရင်ကောင်းမလဲပေါ့နော်ဟောဘယ်သွားရမလဲဘယ်သွားရင်ကောင်းမလဲဖြစ်ပါတယ်ဒါကြတော့နံပါတ်29ပါ okay 28မှာကြတော့ chan chan ဆိုတော့ကျွန်တော် rag ဆိုတော့จิตတာ kun ဆိုတော့တင်းကိုပြောတာပေါ့နော်ကျုပ်မင်းကိုချစ်တယ်ပေါ့နော်ငါချစ်တယ်ပေါ့နော်နင်းကိုပေါ့နော်အာတင့်ကိုပေါ့နော်အာမြန်မာလူနဲ့ပြန်မယ်ဆိုရင်ငါမင်းကိုချစ်တယ်ပေါ့နော်ချန်ရက်ခွန်းဆိုတာချန်ရက်ရက်ခွန်းဆိုတာ ာနင်းကိုချစ်တယ်ခရက်ရှာလိုက်တယ်နော်ฉันรักคุณဆိုတာငါနင်းကိုချစ်တယ်ဆိုတော့ငါမင်းကိုချစ်တယ်ပေါ့နော်ပြောအောင်ဆိုရင် okay အတိအကျပဲဖြစ်ပါတယ်ဒါ28ပါ okay 29သွားမယ်29မှာကြတော့คิดถึงคุณမင်းကိုလွမ်းတယ်ပေါ့နော်နင်းကိုတတိယတယ်တော့မဟုတ်မင်းကိုလွမ်းတယ် ဘောနော်သူရဲ့အဓိပ္ပာယ်မင်းကိုတတိရတယ်သူမဟုတ်မင်းကိုလွမ်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်မင်းကိုလွမ်းတယ်သူမဟုတ်မင်းကိုတတိရတယ်နင်းကိုလွမ်းတယ်နင်းကိုတတိရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခစ်ထင်းခစ်ထင်းဆိုတာတတိရတာကိုပြောတာနော်လွမ်းတာကိုပြောတာခွန်းဆိုတာတင်းကိုပြောတာမင်းကိုပေါ့နော်အာခစ်ထင်းခွန်းဆိုလို့ရှိရင်နင်းကိုလွမ်းတယ်သူမဟုတ်နင်းကိုတတိရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်ဒါ29ပါโอเค30ကျတော့ဗာလဲဆိုတော့ကံကောင်းပါစေ ကန်ကောင်းပါစေဆိုပြီးတော့ပြောတဲ့စကားဖြစ်ပါရဲ့နော်ခေါ်ให้โชคดี ขอให้โชคดีကန်ကောင်းပါစေပေါ့နော်သူရဲ့အဓိပ္ပာယ်ကကြတော့ကန်ကောင်းပါစေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အာဒါ30ဖြစ်ပါရင်နော်30ရဲ့အောက်မှာရေးထားတာဒီဗီဒီယိုဖိုင်ကငွေချင်းတွေအတွက်အသုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်နော်အဲ့ဒါအတွက်မလို့ကျွန်တော်ရဲ့ဘူဘူတိုင်းလောက်ကွေ channel လေးကိုပေါ့နော်ဘူဘူတိုင်းလောက်ကွေ channel လေးကိုပေါ့နော် follow မလို့ရသေးရင် follow လုတ်ထားပါလို့ပြောချင်ပါတယ်နော်ကျွန်တော်အခုလိုမျိုး video file နောက်ဆိုရင်နေ့တိုင်းလို့တင်ပြီးတော့မှာဖြစ်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့အာကျွန်တော်စီမှာကျွန်တော်ရေးထားတာအများကြီးရှိတယ်နော်ကျွန်တော်ပြမယ်ဟိုဒီမှာဖြစ်ပါတယ်နော်အများကြီးရှိတယ်ဒါလေးတွေနောက်ဆိုရင်ကျွန်တော်လုတ်ဖြစ်မှာဖြစ်ပါတယ်အာအရာတွမ်းမလို့တငငယ်ကြီးတို့ကျွန်တော် channel လေးကို follow မလို့ရသည်ဖော်လိုလေးလောက်ထားပါလို့ပြောချင်ပါရင်တော့ကျွန်တော်နေ့တိုင်းလိုတင်ပြီးမှဖြစ်တဲ့အတွက်အဲကိုသုံးနေကြဆိုရှယ်မီဒီယာတွေမှာလည်းကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုနည်းနည်း အာရှယ်ပေးခြင်းပြည့်ကူညီပါလို့ပြောချင်ပါတယ်เนาะကျွန်တော်တို့မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံမှာအလုပ်လုပ်နေကြတာအများကြီးရှိပါတယ်အာတချို့တွေကဘောเนาะထိုင်းစကားနားမလည်ကြဘူးလေအာသူတို့လေးတွေအတွက်ဒီဗီဒီယိုဖိုင်လေးကအကျိုးဝင်မယ်လို့ထင်ပါတယ်เนาะအဆင်ပြေမယ်လို့လည်းထင်ပါတယ်ခမရအားလုံးကျေးဇူးတင်ပါတယ် thank you ပါလို့ပြောချင်ပါတယ်